ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအမေရိကန်စစ်တပ်နဲ့အရာရှိတွေရောက်ရှိလာတဲ့နောက်တွေကအကြောင်းလေးတွေကိုကျွန်တော်အနေနဲ့တုံ့ပြန်တင်ပြသွားမှာဖြစ်ပါတယ်။အဓိကတော့ရိုဟင်ဂျာတွေနေရပြန်ဖို့အခြေတပ်ပြီးဆိုတဲ့အကြောင်းရင်းဒုတိယချက်ကတော့မြန်မာနိုင်ငံပေါ်မှာတရုတ်ကဩစာကျွမ်းမှုမှုကိုရှော့ချနိုင်ဖို့တတိယချက်ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲအိတ်စားလို့ကျွန်တော်အနေနဲ့ဒီတုံ့ပြန်ကိုပဲထင်မြင်ပါတယ် ဆိုတော့အဓိကတော့တရင်အရင်မြစ်တွေအရဆိုလို့ရှိရင်ဒီအချက်၃ချက်ကတော်တော်လေးကိုပေါ်လွင်နေတယ်ဇဏန်းကတော့စောစောကရင်းကြိုင်နေရပြင်ရေးကိစ္စပဲဆိုရင်တော့ပြဿနာတော့အဲ့လောက်မကြည့်ဘူးအားလုံးအေးစေကောင်းနိုင်တယ်တို့တော့ဟိုတရုတ်ရဲ့အာနာပါပါကို short ချဖို့အတွက်ဆိုတဲ့ဒုတိယအချက်ကတော့နည်းနည်းမြန်မာနိုင်ငံအတွက်တော်တော်အခက်များတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာပြည်သူတွေအတွက်တော့ဟိုအာ risk တာကြီးတယ်ဆိုတော့အဲ့ဒီအပေါ်မှာအာဒီအချက်၃ချက်နဲ့ပဲဟာလာအမေရိကန်တွေဘင်္ဂလားဒေ့ရှ်ကိုရောက်လာတယ်လို့ကျွန်တော်မြင်တယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အမေရိကန်ကရခိုင်စစ်ရေးမှာပါဝင်လာရတဲ့အကြောင်းရင်းပြောပြလာတဲ့ပြည်သူတယောက်ရဲ့ရုပ်တံနဲ့အတူကိုကန့်တက်ထိန်းချုပ်ထားတဲ့ဒေတာမှာဗမာလူမျိုးဝင်ရောက်လာမှု NNDAA တင်းကျပ်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားအောင်ပါမို့အဆုံးထိနားဆင်ပေးသွားကြဖို့တောင်းဆိုလိုက်ပါရခင်ဗျာကိုကန့်တက်မတော့ NNDAA ထိန်းချုပ်ထားတဲ့ဒေတာမှာဗမာလူမျိုးဝင်ရောက်လာမှုကိုတင်းကျပ်ပြီးကိုပန်ချင်းရွှေဟော်လောက်ကင်စတဲ့မျိုးတွေမှာရှိတဲ့ဗမာလူမျိုးတချို့ကိုလာရှိုးဘက်ပြန်ပို့နေပါဗါချင်းရွှေဟော်မှာအလုတ်ယုံအထိဝင်ဖန်းနေပြီးလမ်းဘေးမှာတွေ့လဲအကုံကားပေါ်ဆွဲတင်ပြီးလာရှိုးဘက်ပြန်ပို့ပါတယ်ကိုကန့်ဒေတာတဲ့ဝင်လာရင်တရုတ်စာပါတယ်ဟွာတိုင်းယုံထောက်ခံစာတို့မဟုတ်တရုတ်အလုတ်ရှင်တထေးတွေရဲ့ထောက်ခံချက်လိုအပ်ပြီး မူလကတဲ့ကကိုကန့်ဒေတာတွင်နေထိုင်ကြတဲ့ပမာလူမျိုးတွေဆိုရင်နေထိုင်ခွင့်ပြန်လုပ်လို့ရကြောင်းကိုလုံဒေတာခန့်အမျိုးသမီးတဦးကရှင်းပြပါတယ်။နေထိုင်ခွင့်အစ်တစ်ပြန်မလုပ်ရင်မျိုးရဲလုံးဝပြန်ဝင်လို့မရတဲ့အခြေအနေဖြစ်နေတဲ့ကိုကန့်ဒေတာတဲ့ပမာလူမျိုးဝင်ရောက်လာမှုကို2029စစ်စင်ရေးပထမလိုင်းတုန်းကလည်းတင်းကျပ်တာရှိခဲ့ပြီးလာရှုမျိုးတင်ပိုက်ပြီးနောက်မှာတော့ပမာလူမျိုးဝင်ရောက်မှုကိုပြန်လည်ခွင့်ပြုခဲ့ပါတယ်။ လာရှိုးမျိုးကိုစစ်ကောင်စီထံပြန်ပေးလိုက်ရတဲ့ April 21ရက်ကစပြီးအခုလိုပြန်လည်တင်းကျပ်လာတာပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကို American စစ်တပ်နဲ့အရာရှိတွေရောက်ရှိလာတဲ့နောက်တွေကအကြောင်းလေးတွေကိုကျွန်တော်အနေနဲ့တုံ့တက်တင်ပြသွားမှာဖြစ်ပါတယ်။ဒီကတော့ရိုဟင်ဂျာတွေနေရပြန်ဖို့အခြေတံပြီးဆိုတဲ့အကြောင်းရပါတယ်။ဒုတိယချက်ကတော့မြန်မာနိုင်ငံပေါ်မှာတရုတ်ရဲ့ဟောစာကျွမ်းမှုမှုကိုဆော့ချနိုင်ဖို့ တတိယတစ်ချက်ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲအိစားလို့ကျွန်တော်နေဟဲ့ဒီ၃ချက်ကိုပဲထင်မြင်ပါတယ်ဆိုတော့ဒီကတော့ဒရင်အရင်မြစ်တွေအရာဆိုလို့ရှိရင်ဒီအချက်၃ချက်ကတော်တော်လေးကိုပေါ်လွင်နေတယ်နံပါတ်၁တစ်ချက်ကလူဟင်းကြရနေရပြန်ရေးကိစ္စကကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ဓာတ်ပြအစိုးရဂျူနုစ်ဆက်လာပြီးတော့နောက်ပိုင်းမှာ အီရိုဟီညာလေးပိတ်ဆောက်ကိုသူအပြတ်ရှမ်းဖို့အတွက်သူကြိုးစားတယ်ဆိုတော့ဒီဇလန်းကယူနိုးဆွဲကတောင်းဆိုတဲ့ဇလန်းလည်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့မစ္စတာယူနိုးကသူကဒီအမေရိကန်တို့ UN တို့မှာအလုံးတမပေါ့ရောက်တဲ့ပုံစံတရားဖြစ်တယ်ဟိုရှိတ်ခါစီနာလိုမျိုးမဟုတ်ဆိုတော့ဒီပုံစံကအီရိုဟီညာကိစ္စနဲ့ပတ်သက်ပြီးတော့သူ့လက်ထက်မှာသူအပြတ်ကိုသူရှမ်းမှာဒီဇလန်းကိုသူအပြတ်ရှမ်းမှာခုနိုင်ငံထဲမှာလူဦးရေတန်းတော်ကိစ္စကိုသူထပ်ပြီးတော့ခြေဆွဲမှာမဟုတ်ဘူးအဲ့ဒီအတွက်ကို သူအမေရိကန်ကိုနံပါတ်၁သူအကူအညီတောင်းတယ်။နော်အဲ့ဒီချက်ရှိရပါတော့။ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့အမေရိကန်ကိုအကူအညီတောင်းရတာလဲဆိုတော့နံပါတ်၁တစ်ချက်ကအမေရိကန်တွေကဒီလူဟင်ဂျာတွေရဲ့အပေါ်မှာ2019ခုနှစ်ကတည်းကနေစပြီးတော့အစားတောင်းတဲ့အစည်းအဝါစတဲ့အစားအစာရရအောင်အကူအညီထောက်ပံ့ပေးခဲ့တာရှိတယ်။နောက်တစ်ချက်ကကြတော့ဟာလား US EU ဟာလား OIC ASEAN စတဲ့နိုင်ငံတွေကလည်းပဲဒီပြဿနာကိုအထက်ရှင်းဖို့အတွက်ကိုပြားပေးနေတဲ့သဘောရှိတယ်။ဒါကြောင့်မို့လို့လေယူနိုစကေကိုကြီးတောင်းခံမှုနဲ့ ဒီအမေရိကန်စစ်တပ်ကအဲ့လားကုညီမှုလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒုတိယတစ်ချက်ကဒီအမေရိကန်တွေကလည်းနော်သူ့အတွက်အကျိုးမရှိဘူးဆိုရင်တော့ကိစ္စကိုရှင်းရှင်းလေးပြရှိသူ့ဖြစ်ဒီလက်ရှိတက်လာတဲ့သမ္မတဒေါ်နယ်ထရန့်ဆိုတော့သူ့အတွက်အကျိုးမြတ်ကဘာရှိလဲဆိုတော့သူ့အတွက်အကျိုးမြတ်ကဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူတိတ်သဘောကျတဲ့အထွေအနေထားကိုသူမြင်ထားတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူသဘောကျတယ်လို့သူမြင်ထားလဲဆိုလို့ရှင်ဒီမြန်မာနိုင်ငံရဲ့အပေါ်မှာတရုတ်ကဩဇာ တွမ်းမို့မှုကရှိတယ်အဲ့ဒါကိုသူကဒီတယောက်ရဲ့ဩဇာကိုတွမ်းမို့မှုကိုသူ short ချဖို့တော့သူစ조사တယ်စ조사တဲ့ခါကျတော့သူကဘာလုပ်လဲဆိုတော့သူကအရှင်ဆုံးမြန်မာနိုင်ငံရဲ့အင်္ဂလိပ်နိုင်ငံတခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နဲ့နေဆက်မှာသူလာပြီးတော့ဟာလာနေရယူထားမှဖြစ်မှာဒါကြောင့်မို့လို့တယောက်ကိုသူကဒီ procedure လုပ်တဲ့နေရာမှာသူဟာလာအတုံးတဲ့တော့ဒီနေရာဟာသူ့ရဲ့တမ်းမှုကြီးတယ် တော့တခုခုဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူအတုံးချလို့ရတယ်ဆိုတဲ့ပုံမျိုးเนาะနောက်မြန်မာနိုင်ငံရေးအပြောင်းအလဲဆိုလို့ရှိရင်အခု NUG အပါဝဲဟာလားနိုင်ငံကအဝဲဝိုင်းကဒီမြန်မာစစ်ကောင်းဆောင်ကိုဘယ်သူမှမကြိုက်ဘူးအဲ့ဒီခါကျတော့ဒီနိုင်ငံရေးအပြောင်းအလဲမှာဟာလားဟိုဒီဖြစ်သွားပေါ့เนาะအပြောင်းအလဲဖြစ်စေဖို့အတွက်ကိုကြည်ရပြီးတော့ဒီနေရာကိုကြောက်လာလေလို့ကျွန်တော်မြင်တယ်ပေါ့เนาะဘာဖြစ်လို့လဲဆိုတော့တကယ်လို့သူတို့အကူအညီပေးလုံမယ်တတ်တယ်ပေါ့เนาะအခုလောလောဆယ်ကတော့ဟာလားဟိုဘင်္ဂလားဒေ့ရှ်ကိုဟာလားစစ်တပ်ကအကူအညီပေးမယ်ဆိုတဲ့လက်နက်အင်အား ူညီပေးမယ်လို့တော့ဒင်းထောက်ပေါ်တာမရှိဘူးပေါ့နော်ကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဟာလာတချို့ကိစ္စတွေကိုဟာလာကူညီထောက်ပံ့ပေးမယ်ဆိုတဲ့ပုံစံလေးပဲပြောထားရုံနဲ့ရှိသေးတယ်။သို့တော်လည်းပဲဒီအပူဒီလေးတွေပေးဖို့အတွက်ဒီအမေရိကန်စစ်တပ်ကြီးကဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုဝင်လာစရာအကြောင်းရှိတယ်။နော်ဒါဒါကျွန်တော်တို့ပြင်ကြည့်အောင်ပေါ့နော်။ဆိုတော့အခုဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုသူဝင်လာတဲ့အထူးကတစ်ချက်ကပါလဲဆိုတော့လူရင်းကြီးနေရပြန်မယ်ဆိုရင်အထူးကပြဿနာက AA နဲ့ဆိုတော့ AA ကအမှန်တကယ်ဆိုလို့ရှိရင်တော့သူက AA ကိုလက်ခံပြီးတော့ဆွေးနွေးမှာမဟုတ်။မဟုတ်တော့လဲဆိုတော့အမေရိကန်တွေက တရားမဝင်တဲ့ဖွဲ့စည်းတွေနဲ့တိုက်ပြီးစကားပြောလို့မရှိဘူးเนาะဆိုတော့ဒါကတော့ကျွန်တော်နိုင်ငံရေးအရာသုံးသက်တာဖြစ်တယ်ပေါ့နော်အမေရိကန်တွေကိုကျွန်တော်ပြောက်ပေးအောင်လို့အားပေးတာလည်းမဟုတ်ပါဘူးထောက်ခံတာလည်းမဟုတ်ပါဘူးဒါပေမဲ့လက်ရှိအခြေအနေအရเนาะဘင်္ဂလားဒေ့ရှ်ကိုအမေရိကန်စစ်တပ်ရောက်ရှိလာခြင်းရဲ့အခြေအနေအရဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့เนาะအမေရိကန်เนาะပါဝင်เนาะဒီကိစ္စကိုပူးပေါင်းဆောင်ရွက်လုပ်ရတဲ့အခြေအနေအရအခုရှိတာကအေးကအလားဟိုတိုင်းလာလက်လက်ကင်တဲ့ကဖြစ်နေတဲ့အတွက်ကြောင့်မဟုတ်ဘူးအေးအပါဝင်ကျွန်တော်ကနိုင်ငံရေးတိုင်းလာလက်လက်ကင်အမေရိကန်ကိုထောက်ခံမယ်เนาะအမေရိကန်ကိုအားပေးမယ်ဆိုလို့ရှိရင်တော့ ဟလာမြန်မာစစ်တပ်ကအញ្ញံဆုံးဟလာကြာသွားနိုင်တယ်အခြေအနေခုရှိတယ်ဆိုတော့ငငယ်အပြောင်းလဲလဲပါတယ်ပေါ့နော်ဒီအချက်၃ချက်ပေါ့နော်ဒါဒီအချက်၃ချက်ကိစ္စနဲ့ပဲသူဒီနေရာကိုရောက်ရှိလာတယ်လို့ကျွန်တော်လည်းမြင်တယ်နောက်အချက်ကကျတော့ဒီကဒီပြဿနာတွေကဟိုဒီလိုမှမဖြစ်ရှင်းဘူးဆိုလို့ရှိရင်နောက်အမေရိကန်တွေတော့ကဟိုဘယ်လိုမှအဆင်မပြေနိုင်ဘူးဒါကြောင့်မို့လို့ဒီ policy တစ်ခုအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအတုံးချတယ်လို့ပဲကျွန်တော်ထင်တယ်အဓိကကတော့ရိုညာကိစ္စကိုကူညီတယ်လို့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအားပေးတယ်လို့ ကြောင့်လည်းဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူဦးရေတန်တရား90ကျော်ရှိပြီမဲ့စစ်တပ်ကမရှိဘူးကြစစ်တပ်ကလူဦးရေ3000လောက်ပဲရှိတယ်။နော်3000ဆိုတာကသူ့နိုင်ငံလူဦးရေနဲ့ရှင်းမဲ့ဆိုရင်ဟိုနေသားဆောင်တက်လောက်ပဲရှိတာ။ဆိုတော့တကယ်တမ်းဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်မှာဆင်ရမရှိဘူး။မရှိတော့ဒီသူ့အနေနဲ့တော့အခုဒီလူနေတဲ့သဘောရှိပါဘူး။ရိုညာကိစ္စကိုကင်ပယ်ပြီဆိုရင်ဘင်္ဂလားဒေ့ရှ်ကအင်အားတူတယ်။ဆိုတော့ဟိုအင်အားဆိုတာကအမေရိကန်ရဲ့အင်အားတိုက်ရိုက်လဲလိုအပ်တယ်လို့အဓိကကလက်နက်အင်အားလဲလိုအပ်တယ်။နောက်ဟိုအကျွေးစနစ်နဲ့လက်နက်တွေရောင်းမယ်ဆိုရင်တော့ဘင်္ဂလားဒေ့ရှ်အစိုးရက အမေရိကန်ခွင့်ပြုမှာပဲဝယ်လို့ရတာဘလို့လဲမဆိုအမေရိကန်ကိုလည်းဒီမဟာမိတ်လောက်တဲ့သဘောမျိုးပေါ့နော်ကျွန်တော်နေတယ်ဒီလိုပဲမြင်တယ်ပေါ့နော်အထူးသဖြင့်ကတော့အဓိကဟဲ့လားနောက်ဆက်ပဲအကျိုးဆက်တွေအနေနဲ့ဘာတွေဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ကဒီဇာတ်လမ်းကိုကျွန်တော်တို့စောင့်ကြည့်ရအောင်ပေါ့နော်အဲဇာတ်လမ်းကတော့စောစောကရင်ဂျာတွေနေရပြန်ရေးကိစ္စပဲဆိုရင်တော့တက်တာကတော့အဲ့လောက်မကြည့်ဘူးအားလုံး AC သွားနိုင်တယ်တို့တော့ဟိုတရုတ်ကခန္ဓာပါပါကို short ချဖို့အတွက်ဆိုတဲ့ဒုတိယချက်ကတော့နည်းနည်းမြန်မာနိုင်ငံအတွက်တော်တော်အခက်အခဲများတယ်ပေါ့နော်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်တော်တော်ကိုအာ risk တာကြီးတယ် ကျွန်တော်အဲ့ဒီအပေါ်မှာအာဒီအချက်၃ချက်နဲ့ပဲအာအမေရိကန်တွေဘင်္ဂလားဒေ့ရှ်ကိုရောက်လာတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ကျွန်တော်အနေနဲ့ကတော့အဲ့ဒီလိုပဲကျွန်တော်သုံးသက်တယ်ဆိုတော့ခုနိုင်ငံရေးသမားတွေကတော့အများကြီးသုံးသက်ထားတာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်နေရာဒီအချက်၃ချက်ကိုကျွန်တော်ဒီဘက်သုံးသက်ပါတယ်မင်းရှိလို့ရောဘယ်လိုမျိုးသုံးသက်ပါလဲသုံးသက်ပါကျွန်တော်ကိုပြောခင်ပါအောင်ကျေးဇူးတင်တယ်ဟာလို့